မိင်္ဂလာပါရှင်ဒီနေ့တော့လီလွန်ဂျန်မှာဘဝတစ်စစ်ဖို့မျောလင့်ချက်တဲ့အကိနဲ့လင်းပေါ်တက်သွားတဲ့မိသားစုတစုရဲ့အကြောင်းကိုပြောပြခြင်းပါတယ်သူတို့ရဲ့ selfie ပုံလေးတပုံရှိတဲ့အဲ့ဒီပုံတဲမှာဆိုရင်လေဟုတ်ကဲ့အရန်ပျော်ရွှင်နေတာတကြွနေတာအနာကအတွက်ရင်းခုန်နေတဲ့ပုံစံမျိုးအတိုင်းဒါပဲอืมတွေ့ဖို့ပါတယ်အဲ့ဒီပုံကဟုတ်ကဲ့ အဲ့ဒီပုံရိပ်လေးကပဲဒီနေ့ကျမတို့လေ့လာသုံးသပ်ကြမယ့်အကြောင်းအရာရဲ့အဲတော်တော်လေးကြည်ကွေးစရာကောင်းတဲ့အစာဖြူမှုလို့ပြောတာပါပေါ့နော်ဟုတ်ပါတယ်မမြော်မနိုင်တော့ဘဝခရီးဆိုတဲ့စာစုကောင်းတော့ချက်တည်းရဲ့တခြားတဲ့ချက်လက်တည်းရဲ့ကိုအခြေခံပြီးတော့အဲ့ဒီအိန္ဒိယမိသားစုရဲ့အိမ်မက်တွေဟာလင်းပြစ်ချက်မှုတစ်ခုတည်းမှာဘယ်လိုမျိုးရုပ်တရက်အဆုံးသက်သွားချေရသလဲဆိုတာကိုအတူတူဆွေးနွေးကြည့်ကြရအောင်ပါဟုတ်ကဲ့ခင်ဗျာဒီမိသားစုမှာ အဓိကဦးဆောင်သူရုံးကန်ခဲ့သူကတော့ software engineer practic joshi ဗောလေဟုတ်ကဲ့သူက london မှာတယောက်တည်းအခြေချအလုပ်လုပ်နေတာအဲ့ဒါ6နှစ်တောင်ရှိသွားပြီဩ6နှစ်တောင်ဟုတ်တယ်သူရဲ့အဓိကရွေးချယ်ကတော့အိန္ဒိယမှာကျန်ခဲ့တဲ့သူဇနီဒေါက်တာကိုမီဗိုင်းရပ်စ်နဲ့ကလေးတောင်းရောက်ပေါ့ဟွန်းသူတို့ကို london ခေါ်မယ်ပြီးတော့ပိုကောင်းတဲ့ဘဝတက်တခု အတူတူတိဆောက်ကြမယ်ဆိုတဲ့စိတ်ကူးနေပါ မိသားစုနဲ့ဒီလောက်အကြာကြီးခွဲနေပြီးရုန်းကန်ခဲ့ရတယ်ဆိုတာကသူ့ရဲ့ဟိုမျော်လင့်ချက်ဘလောက်ကြီးမှန်းတယ်ဆိုတာပြနေတာပေါ့ဟုတ်ပါပဲတကယ်ပဲအဲ့ဒီ6နှစ်တိုင်ရုန်းကန်မှုတွေအကြာကြီးဆုံးဆန်းခဲ့ရတာဒီအဆုံးသက်တော့မဲ့အချိန်ကိုရောက်လာခဲ့ပြီဟုတ်တယ်လောအပ်တဲ့စာရွက်စာတမ်းတွေအလုံးလဲပြင်ဆင်လုပ်ပြီးသွားပြီးအနာဂတ်အတွက်အစီအစဉ်တွေအကုန်အဆင်သင့်ဖြစ်နေပြီဆိုတဲ့အနေထားပေါ့တကယ်ကိုအရာအလုံးကပြည့်စုံတော့တဲ့အချိန်လို့ပြောလို့ရတယ်မှတ်မှတ်ရရဆိုရင်လေ သူ့ဇနီးဒေါက်တာကိုမီဝိုင်ယက်စ်ကလန်ဒန်လိုက်ဖို့အတွက်သူ့အလုပ်ကနေထပ်ဆတင်လိုက်တာဆိုရင်အဲ့ဒါလွန်ခဲ့တဲ့နှစ်လောက်ကတည်းကရှိသေးတယ်။ဟဲ့ဟုတ်လား။တကယ်နီကနေပြီနော်။ဟုတ်ကဲ့။အထုပ်အပိုးတွေအကုန်ပြင်ပြီးပြီးမိသားစုလိုက်ဘဝတက်တစ်ခုစားဖို့အားလုံးအားခဲထားကြတဲ့အချိန်ပေါ့လေ။အဲ့ဒီလိုမျောလင့်ချက်တိအပြည့်နေမယ်။အဲ့ဒီနေ့ကဇွန်လ2နှစ်ရဲ့2025မှာပေါ့ကျောရှိမိသားစုဝင်9ယောက်လုံး A India လင်းရင်ပေါ်တက်သွားကြတယ်။อืม လင်းရင်ပေါ်ရောက်တာလဲပျော်ပျော်ရွှင်ရွှင်နဲ့မဲမိသားစုလိုက်ဆက်ဖီတဲ့ပုံရိုက်ကြတယ်။ပြီးတော့သူတို့ခီးစင်အကြောင်းကိုဆွေမျိုးတွေကိုဝီမြခေကြသေးတယ်လို့ဆိုပါတယ်။အဲ့ဒါပေါ့။ဒါပေမဲ့အင်မတန်ဝမ်းနဲ့ဖို့ကောင်းတာကအဲ့ဒီဆယ်ဖီပုံကြီးခါသူတို့ရဲ့နောက်ဆုံးနောက်ဆုံးအမတ်တရဖြစ်သွားခဲ့ရတာတဲ့။တကယ်ပါပဲ။လင်းရင်ကပြန်တက်ပြီးတိတ်မကြခင်မှာပဲလူနေရောက်ွက်တခုတည်းကို ပြတ်ကျသွားခဲ့တယ်။အင်းတကယ်ကိုယဉ်င်းစရာကြေကွေးစရာဖြစ်ရကြပါပဲ။ လီယန်ပေါ်ပါလာတဲ့ချီးသည်နယ်လေစနစ်ရောက်ရဲလီယန်ဝန်ထမ်းတွေရဲ့အားလုံးအသက်ဆုံးရှုံးခဲ့ရတယ်။အဲ့ဒီထဲမှာဂျော်ရှိမိသားစုဝင်၅ဦးလုံးပါဝင်သွားခဲ့တာပေါ့။ဟုတ်ကဲ့။အပေါင်းများစွာသူတို့ကြိုးစားပြီး တိဆော့ခဲ့တဲ့အဲ့ဒီလန်ဒန်အိမတ်ကြီးကအဲလန်ဒန်မြေကိုမနှင်းလိုက်ရပဲနဲ့ဂျေကွေးစရာအဆုံးသတ်ထွားခဲ့ရတဲ့ဆိုတော့ကတော်တော်လေးခံစားရပါတယ်။ဒီဖြစ်ဖြစ်နဲ့ပဲပဲပြီးမူရင်းစာစုကိုပြန်ရှိတဲ့အခါမှာပေါ့နော်။ ဆာရဲတူကဒီနေ့တဆင့်ဘဝရဲ့မမြဲတဲ့သဘောမမြွတ်မှန်းနိုင်တဲ့သဘာဝတွေကိုအဓိကပြောချင်ပုံရတယ်။ဟုတ်ပါတယ်။ကျမတို့ဘလော့ပဲအစီအစဉ်တွေဆွဲထားဆွဲထားဘလော့ပဲအောင်ငင်မှုနဲ့နီးစက်နေပြီလို့ထင်ရပါစေအဆုံးသက်ဆိုတာကတကယ်ကိုမချင်မဲ့ပဲနဲ့နီးနီးလေးမှရှိနေတတ်တယ်ဆိုတာဩဘော်လေဟုတ်တယ်အဲ့ဒီမှာစာရေးသူသုံးထားတဲ့အုံလုံးလေးတစ်ခုရှိတယ်ကျိုးလေးတမင်စာပဲဝေးတယ်ဆိုတာလေအင်းအဲ့ဒါတော့လေးထီမိတယ်ဆိုလိုတာက နှစ်ပေါင်းများစွာစီစဉ်ခဲ့တဲ့ဘဝတိကြီးနဲ့ဟိုကျမငယ်မက်ဖီရဲ့ဆိုကြီးကြားထဲကချမ်းသာချက်ကအင်မတန်ပါလွာတယ်ဘယ်အချိန်မှဆိုပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အချက်ကိုသူကမိမောင်းထုတ်ပြချင်တာဟုတ်ကဲ့အောင်မြင်မှုရဲ့တကားဝါရောက်နေပြီလို့ထင်တဲ့ချင်းမှာတောင်ပါမဆိုဖြစ်သွားနိုင်တယ်ဆိုတာကိုတတိပေးနေသလိုပဲတကယ်ကိုခန်းစားရစေတဲ့စကားလုံးပါပဲဒါကြောင့်လဲမူရင်းဆစုမှာဘဝဆိုတာတကယ်ကိုနူနူလေးမှလို့တုံးလုံးထားတာဖြစ်မဲ့ထင်ပါတယ်ဟုတ်တယ်ဟုတ်တယ် ဒီလိုနူးနဲ့လွန်းတဲ့ဘဝလေးမှာပျော်ရွှင်မှုတွေကိုတော့မဆုပ်ဖို့ရှေ့မထားဖို့ပစ္စုပန်မှာရနိုင်တဲ့ပျော်ရွှင်မှုတွေကိုတံပိုးထားရဖို့သွားတိုက်တွန်းထားဖို့ရပါတယ်အဲ့ဒီအချက်နဲ့ဆက်ဆက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုကမူရင်းစားစုတဲ့ကနောက်ထပ်စကားရခွင့်ပဲဟုတ်တယ်ပြောပါအောင်သူကပြောထားတာကနောက်ဘဝဟာနောက်10မိနစ်ထပ်ပိုတေးချပါတယ်တဲ့အာဒါကတော်တော်လေးစဉ်းစားစရာနော်ကျွန်တော်တို့ရဲ့အနာဂတ်အပေါ်ထားတဲ့ယုံကြည်မှုတွေစီမံကိန်းတွေခိုင်မာမှုတွေကို မိခွန်းထုံလိုက်တယ်လို့ခန့်စားရတယ်။ဟာကဲလေလွတ်ထင်တယ်။ဂျိုးရှိမိသားစုဂျွန်ခဲရလိုမျိုးခြေကွဲဆရာဖြစ်ပြတဲ့ကလေကျမတို့ရဲ့ရဲရှိအတွက်အသေးချစီမံကိန်းတွေချတတ်တဲ့တဘာဝရယ်။ဟုတ်ကဲ့။ပြီးတော့ပစ္စပန်တက်တက်မှာပဲအပိဝရှင်တန်နေထိုင်ဖို့ကြူးစားရမယ်ဆိုတဲ့အသည့်ရယ်။အဲ့ဒီနှစ်ခုချာကတင်းကကိုဘလို့တတိပြုမိစေပါသလဲ။ဟွန်းဟုတ်ကဲ့။ဒီလိုမမြုံမန်းနိုင်တဲ့ဘဝကြီးထဲမှာအဲ့ဒီအရာနှစ်ခုကိုဘလို့ချိန်ကြီးပြီးရှစ်ဆက်သွားတင်တယ်လို့ရောခံစားမိစေပါသလဲဆိုတာလေးစဉ်းစားစရာထားခဲ့ချင်ပါရှင်။